2025ခုနှစ်မလ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ငရဲလွတ်ခတ်ပြီးတဲ့နောက်မှာ အစောက်ဥရီတဲ့ပြုပြင်တာတွေဖြိုးချတာတွေလှုပ်ဆောင်တာကိုရင်းနှီးထိတိုင်ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။မန္တလေးမြို့ချမ်းရည်သာဇံမြို့နယ်အောင်နှန်းရစ်တာအနောက်ရက်ကွက်အကွက်963 3340လမ်းကြားနဲ့85/86လမ်းကြားမှာရှိရဲမလွန်စေယိုဝင်းအတွင်းကမလ28ရက်နေ့ကပင်ရခွန်တသမခွန်ရှိတဲ့ငရင်တန်းထီတာတဲ့မြစိန်တဲခုခန်းကို ဆက်ရနေရာတုံးကျပြီးဖြိုးဖျက်နေချိန်နဘေးကလက်မှာရှိတဲ့နေအိမ်ပေါ်ကိုဖြူချမှုဖြစ်လို့အမျိုးသားတို့ပြည်မီနေတယ်လို့သိရပါဗျ။ဖြစ်စင်မှာငရင်တန်းထီခါတဲ့တဲခိုခန့်ကိုဆက်ရနေရာအထုံးပြုပြီးဖြိုးဖျက်နေချိန်ဒီကနေ့အောက်တိုဘာ27ရက်နေ့နေ့လယ်9:40မိနစ်အချိန်မှာနဘေးကလူနေအိမ်တွင်မို့နှစ်ထပ်နေအိမ်ပေါ်ပူကြခဲ့ပြီးမီးလောင်ကျွမ်းမှုဖြစ်နေပါဗျ။လက်ရှိမှာတော့မြန်မာနိုင်ငံမိသက်တဖွဲ့ကနေမီခမ်းမီးကြီးတဲ့ရင်တွေ ကယ်ဆယ်ရေးယာဉ်တွေရောက်ရှိကာရှာဖွေကယ်ဆယ်ရေးရုပ်ငန်းတွေပြုလုပ်နေပြီးမိငင်းတက်တာတွေလွတ်ဆောင်နေပါတယ်လူမှုကွန်ရက်အထုံးပြုသူအချို့ကလည်းဒီလောက်လဲအင်ဖြူနေတာကိုအိမ်အပီမထွက်ပဲပါလုံးနေတာလဲလို့ဝေဖန်ပြောဆိုမှုတွေလည်းရှိနေပါတယ်ပြီးနေတာအဲ့ဒီကျွန်တော်ကမိသားမောင်းနေတယ်လို့ပြောဟောမိသားပဲမိသားမောင်းနေတယ်လို့ပြောဟုတ်ကဲ့ဟုတ်ကဲ့အခုကမိကိုးတွေက